အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ပြန်လေတိဆောက်နေတဲ့ခမာယ998တရင်ကိုလက်နေကြီးနဲ့ပြစ်ခတ်တိုက်ခိုင်းစစ်သား၂ယောက်အပြင်ထန်ထန်ရရတဲ့ဆွဲတရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ပဲခူးတိုင်းရွှေချင်းမြို့နယ်ညောင်ခြေတောက်ကျေးရွာရှိစစ်ကော်မရှင်ရဲ့ခမာယ998တရင်ကိုလက်နေကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ပဲခူးခရိုင်ပကဖမှတရင်ထုတ်ပြန်ထားပါတယ် ပြီးခဲ့တဲ့အောက်တိုဘာလ2ရက်ကစစ်ကော်မရှင်ကပြန်လည်တီဆောက်နေတဲ့ခမာယ998တရင်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား2ယောက်ထဏ်ရာအပြင်ထဏ်ရာရှိပြီးစင်ရွာစေးုံတို့တေဆောင်သွားကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်ခွနနဲ့အတူဘကိုးခရိုင်ပကဖလက်နက်ကြီးတပ်ဖွဲ့ကဝလက်နက်ကြီးတပ်ဖွဲ့တို့ကပူးပေါင်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ခမရ998တရင်ကနေလက်တလောကာလာအတွင်လက်နက်မဲ့အလင်းဝင်လာတဲ့စစ်မှုထမ်းစဉ်တပ်သားတယောက်ရဲ့ပြောဆိုချက်အရတော်လန်ရေးတပ်ဖွဲ့တွေကလက်နက်ကြီးစနိုက်ပါနဲ့လာပစ်လို့ဒဏ်ရာပြင်းထန်သေဆုံးသူတွေကိုတရင်အနီးမှာပဲမြုပ်လိုက်တာကြောင့်ဂျေနမတန်ပြည်သူမသိရှိသတင်းအစမရတာတွေရှိတယ်လို့ဘကူခရိုင်ပကဖကထုတ်ပြန်ထားပါတယ်ဆလပီထိုင်းမြန်မာနယ်စပ်ကမြန်မာဒုက္ခသည်တွေတရဝင်းအလုလုခွင့်မှတ်ပုံတင်နိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာခိုးလုံနေတဲ့မြန်မာဒုက္ခသည်တွေအနေနဲ့တရားဝင်အလုပ်လုပ်ကိုင်ကွင်လက်မှတ်နဲ့မှတ်ပုံတင်နိုင်ပြီလို့ထိုင်းလူ့သမားဝင်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာလတရနေ့ကနေစတင်အသက်ဝင်မှတ်ပုံတင်နိုင်ပြီလို့ထိုင်းလူ့သမားဝင်ကြီး Trine Tin Taung ကအော်တိုဘာ၂ရက်မှာပြောပါတယ်။မေဟောင်ဆောင် Dash ကန်ချန်နဘူရီ Rachel Wuri ပြည်နယ်တွေကခိုးလုံရေးစခန်း၉ခုမှာနေထိုင်တဲ့အသက်၁၈နှစ်ကနေ၅၉နှစ်ကြာဒုက္ခသည်၄၂,၆၀၀တယောက်ကိုအကျိုးပြုမှာဖြစ်ပြီးအဲ့ဒီအထက်ကမှာ တက်တောင်း2000လောက်မှာအလုပ်လုပ်ဖို့စိတ်ပါဝင်စားတယ်လို့ဖော်ပြထားကြအောင်အလုပ်အကင်ဌာနညွှန်ကြားရေးမှူးချုပ်ပီချက်ထောက်ဖန်ကပြောပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကင်အေရီကသူမိခင်ကိုလွှတ်ပေးရန်မြန်မာစစ်အုပ်စုကိုတိုက်တွန်းပေးဖို့တရုတ်သမ္မတရှီကျင့်ဖင်ကို တောင်းဆိုခဲ့တယ်လို့ဟောင်ကောင်အခြေဆိုင် South China Morning Post SCMP သတင်းဌာနကဖော်ပြပါတယ်။ကျွန်တော်တရုတ်သမ္မတရှီကျင့်ဖင်ကိုတောင်းဆိုချင်တာကတော့ကျွန်တော်အမေကိုလွှတ်ပေးဖို့နဲ့စစ်ကောင်စီအပေါ်ပို့ပြီးဖိအားပေးဖို့ပါပဲ။ တရုတ်နိုင်ငံဟာမြန်မာနိုင်ငံနဲ့နှစ်ရှည်လာများဆက်ဆံရေးနဲ့ကြီးမားတဲ့ယင်းနှိမ့်နှံမှုတွေကြောင့်နိုင်ငံခြားတိုင်းပြည်တွေထဲမှာဩစာအရှိဆုံးဖြစ်ပါတယ်လို့ Kim Eric ကပြောပါတယ်။သူမိခင်နဲ့ NLD အစိုးရလက်ထက်မှာတရုတ်နိုင်ငံနဲ့ကောင်းမွန်ပြီးအကျိုးဖြစ်ထွန်းတဲ့လုပ်ငန်းဆက်ဆံရေးရှိခဲ့တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံရဲ့ Villian နဲ့ချီတဲ့ယင်းနှိမ့်နှံမှုတွေဟာဒီငိမ့်တဲ့အစိုးရလက်အောက်မှာမှအသီးအပွင့်မြင်ရမှာဖြစ်ပြီးလက်ရှိစစ်အုပ်စုရဲ့မတည်ငြိမ်မှုတွေကြောင့်တရုတ်နိုင်ငံအတွက်ပါစိန်ခေါ်မှုတွေဖြစ်နေတယ်လို့သူကထောက်ပြခဲ့ပါတယ်။ ကျွန်တော်တည်ရင်ရှင်းပြတွေအရာတရုတ်ကမိမိကိုလှုပ်ပေးဖို့တောင်းဆိုနေပါတယ်။တရုတ်အရာရှိတွေကတခြားသူတွေလိုပဲသူ့ကိုတွေ့ကျင်ချပြီးတွေ့ခွင့်ရဖို့တောင်းဆိုနေကြတယ်လို့ကျွန်တော်ယုံကြည်တယ်လို့လဲ Kim Eric ကဆိုပါတယ်။ Kim Eric ကမြို့သူမဆိုဒေါ်အောင်ဆန်းစုကြည်ကိုတွားတွေ့ကြည့်ရန်ဖိတ်ခေါ်ခဲ့ပြီးဒါမှအနည်းဆုံးတော့သူအသက်ရှင်နေသေးတယ်ဆိုတာတယောက်ယောက်ကအတည်ပြုနိုင်မှာပါလို့ပြောပါတယ်။ကျွန်တော်အမေအချင်းထောင်ထဲမှာပဲဆုံးပါသွားမလားဆိုတာကိုအမြဲတမ်းစိုးရိမ်နေရပါတယ်။အချင်းထောင်တွေကအခြေအနေတွေကကြောက်စရာကောင်းလွန်ပါတယ်လို့ Kim Eric ကဆိုပါတယ်။ စစ်ကော်မရှင်ထိန်းချုပ်မှုအောက်မှာဖြစ်ပေါ်နေတဲ့တရားမဝင်ရာဇဝတ်မှုတွေအထူးသဖြင့်တရုတ်နိုင်ငံသားတွေကိုပါလူကုန်ကူပြီးကျုံအဖြစ်စီခိုင်းနေတဲ့ scan center တွေဟာတရုတ်နိုင်ငံရဲ့တည်ငြိမ်ရေးနဲ့တရားဝါပြောရေးကိုပါထိခိုက်နေတယ်လို့ Kim ကဆိုပါတယ်။ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရ2023ခုနှစ်တခုတည်းမှာပဲလူပေါင်း3,200လောက်မြန်မာနိုင်ငံက scan လုပ်ငန်းတွေတဲကိုလူကုန်ကူခံခဲ့ရပါတယ်။ လာမယ့်ဒီဇင်ဘာလမှာစစ်ကော်မရှင်ကကျင်းပဖို့စီစဉ်နေတဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာတည်ငြိမ်တဲ့အစိုးရလက်အောက်မှာပဲအတိအပွဲမြင်ရမှာဖြစ်ပြီးလက်ရှိအုပ်စုရဲ့မတည်ငြိမ်မှုတွေကြောင့်တရုတ်နိုင်ငံအတွက်ပါစိန်ခေါ်မှုတွေဖြစ်ပေါ်နေတယ်လို့သူကထောက်ပြခဲ့ပါတယ်။